မင်္ဂလာပါ TikTok ကမေးတဲ့မေးခွန်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ဗီဒီယိုနဲ့ပြန်ပြီးတော့ reply လုပ်ပေးခြင်းပါညဘက်အလေးမားတဲ့ညဆိုအိတ်လို့မရတော့ခဏခဏနိုးနေတဲ့ဆရာဘာဖြစ်လို့လေတဲ့ဟုတ်ပါတယ်လူတိုင်းကြုံနိုင်တဲ့ပြဿနာပါနံပါတ်1 ဟော်မုန်းမမျှမတဖြစ်တာဖြစ်နိုင်ပါတယ်။ကစားတဲ့အချိန်မှာ stress ဟော်မုန်းမြင့်တက်စေပါတယ်။အိတ်တဲ့အချိန်မှာ stress hormone ကမကြသေးတဲ့အတွက်အိတ်မပြောတာကိုဖြစ်စေနိုင်ပါတယ်။နံပါတ်2 over training လက္ခဏာကစားတဲ့အချိန်မှာများလွန်အားကြီးတဲ့အတွက် muscle တွေက relax တက်တောင့်တက်တာမဖြစ်တဲ့အတွက်အိတ်မပြောတာလေးဖြစ်နိုင်ပါတယ်။နံပါတ်3 sodium potassium magnesium ခေါ်တဲ့ဓာတ်တွေချို့တေးတဲ့အတွက် muscle က relax မဖြစ်တဲ့အတွက် အဲ့မပြောတာဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ magnesium glycinate ဆိုတဲ့ဆေးကိုတောက်မယ်ဆိုလို့ရှိရင်တော့အသုံးဝင်နိုင်ပါတယ်နံပါတ်၄ကစားတဲ့အချိန်နဲ့အိပ်တဲ့အချိန်နဲ့နီးကပ်လွန်အားကြီးတာလေဖြစ်နိုင်ပါတယ်။ကစားတဲ့အချိန်မှာ skin temperature ကမြင့်တက်တဲ့အိပ်တဲ့အချိန်မှာ skin temperature ကနေရမယ်။အဲ့ဒီနှစ်ခုကကက်လွန်အားကြီးတဲ့အတွက် skin temperature မကျသေးတာကြောင့်အိပ်မပြောတာလေဖြစ်နိုင်ပါတယ်။နံပါတ်9ကစားတဲ့အချိန်မှာအသားတက်လို့ခေါ်တဲ့ protein တက် ပါဝင်တော့နေတဲ့အတွက် recovery မဖြစ်တာဖြစ်နိုင်ပါတယ်။နံပါတ်6ကကစားပြီးတိုင်း stretching လို့ခေါ်တဲ့အကျောလျှော့တာကိုလုပ်ကိုလုပ်ရပါမယ်။အကျောလျှော့မှ muscle တွေက relax ဖြစ်တဲ့အတွက်ညပိုင်းအိပ်ပျော်ပြီးတော့ကစားတဲ့အကျိုးအမြတ်ကိုရရှိမှာဖြစ်ပါတယ်ဆိုတာကိုစေတနာနဲ့အများဝေပေးတာပါ။အသုံးဝင်တဲ့ဆိုလို့ရှိရင် like and share ထပ်လုပ်ပေးလို့ရတယ်လို့အောက်မှာ comment ရေးပေးလို့ရပါတယ်။ Thank you ပါ။